ုတ်ကထိုင်ဝမ်ကိုကျူးကျော်သိမ်းပိုင်ရင်တရုတ်သမ္မတရှီကျင်းဖင်ကအကျိုးဆက်တွေကိုနားလည်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့ပြီးအမေရိကန်ကထိုင်ဝမ်ကိုကာကွယ်ပေးမှလားဆိုတာကိုတော့ညှင်းဆန်လိုက်ပါတယ်။ထိုင်ဝမ်ရေးကဘရောမှအဓိကဆွေးနွေးရမယ့်အကြောင်းအရာမဟုတ်ဘူးလို့အောက်တိုဘာ30ရက်ကတောင်ကိုရီးယားမှာ6နှစ်တွင်ပထမဆုံးကြိမ်ရှီကျင်းဖင်နဲ့တွေ့ဆုံကြိမ်၎င်းကဆိုပါတယ်။တရုတ်က ထိုင်ဝမ်ကိုစီးရေးရရေးယူရင်အမေရိကန်စစ်တပ်ကကာကွယ်ပေးမှလားလို့ CBS သတင်းဌာနကသတင်းတောက်ကမေးမြန်းရမှာဘာဖြစ်သလဲဆိုတာကိုရှာဖွေပြီးအဲ့ဒီအဖြေကိုရှီကျင့်ဖင်သိပါတယ်လို့ဒေါ်နယ်ထရန့်ကဖြေကြားခဲ့ပါတယ်။အင်တာဗျူးမှာဖြေကြားချက်ကဘာကိုဆိုလိုတယ်ဆိုတာဖြေကြားဖို့ဒေါ်နယ်ထရန့်ကညှင်းဆန်ခဲ့ပြီးကျွန်တော်တို့လှည့်ဝှက်ချက်တွေကိုမပြောပြနိုင်ပါဘူး။တရုတ်ဘက်ကသိပါတယ်လို့ပြောပါတယ်။ဒေါ်နယ်ထရန့်ကအမေရိကန်သမ္မတဖြစ်နေသေး၍တရုတ်ကထိုင်ဝမ်ကိုဘရောမမကျူးကျော်ဘူးလို့ရှီကျင့်ဖင်ကဂရီးပြုခဲ့ပြီး အကျိုးဆက်တွေကိုသိတယ်လို့ဒေါ်နယ်ထရန့်ကဆိုပါတယ်။ထိုင်ဝမ်ဟာလောင်းခံပြည်နယ်လို့တရုတ်ကဆိုပြီး အမေရိကန်မူဝါဒအရအမေရိကန်ကတရုတ်ကိုသာအတိမတ်ပြုပေမဲ့ထိုင်ဝမ်ကိုစစ်လက်နက်တွေထောက်ပံ့ပေးပါတယ်။ဒေါ်နယ်ထရန့်နဲ့ရှီကျင်းဖင်ကထိပ်သီးဆွေးနွေးပွဲမှာထိုင်ဝမ်အရေးကိုဆွေးနွေးဖို့ရှောင်ရှားခဲ့ပြီးနှစ်နိုင်ငံကြားကုန်သွယ်ရေးစစ်ပွဲဖြေလျှော့ဖို့ကိစ္စကိုသာဆွေးနွေးခဲ့ပါတယ်။ရုရှားကိုတိုက်ခိုက်ရမှအသုံးပြုဖို့ယူကရိန်းကို တိုမာဟော့ဒုံးကျည်တွေထောက်ပံ့ဖို့မစင်စားဘူးလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတင်းငွေတွေနေ့မှာပြောကြားခဲ့ပါတယ်။စစ်ပွဲအရှိန်မြင့်လာမှာကိုမလိုလားဘူးလို့ဆိုပြီးအမေရိကန်နိုင်ငံရဲ့ယူကရိန်းကို တိုမာဟော့ဒုံးကျည်တွေထောက်ပံ့မဲ့အစီအစဉ်ကိုဒေါ်နယ်ထရန့်ကအင်တတင်ဖြစ်ခဲ့ပါတယ်။ယူကရိန်းကို တိုမာဟော့ဒုံးကျည်တွေရောင်းချဖို့စဉ်းစားနေပါသလားလို့မေးမြန်းရမှာ မစင်းစားပါဘူးလို့ဖလော်ရီဒါပြည်နယ်ကနေဝါရှင်တန်မြို့တော်ကိုလေရင်နဲ့ပြန်နေချိန်သတင်းထုတ်တွေရဲ့မေးမြန်းချက်ကို၎င်းကဖြေကြားခဲ့ပါတယ်။ဒေါ်နယ်ထရန့်နဲ့နေတိုးအဖွဲ့တွင်းရမှုချုပ်မက်ခရူတေတို့အော်တိုဘားလ20ရက်ကအင်ပီရောမှာတွေ့ဆုံချိန်မှာတူမာဟော့ဒုံးကျည်ကိစ္စဆွေးနွေးခဲ့ပါတယ်။တူမာဟော့ဒုံးကျည်ဟာအကွာအဝေးမိုင်1550အထိရောက်ရှိနိုင်ပြီးမော်စကိုမြို့တော်ပါဝင်ရုရှားအတွင်းမိုင်အထိတိုက်ခိုက်နိုင်ပါတယ်။ယူကရိန်းသမ္မတဇလန်စကီကတူမာဟော့ဒုံးကျည်ထောက်ပံ့ပေးဖို့ အမေရိကန်နိုင်ငံစီတောင်းဆိုခဲ့ပြီးယူကရိန်းကိုအဲ့ဒီဒုံးကျည်တွေမထောက်ပံ့ဖို့ရုရှားကသတိပေးခဲ့ပါတယ်